ကဲညီကိုတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရွှေကျူးပါညီကိုတို့အားလုံးမင်္ဂလာပါနော်တော့ဟမ်နေ့ရက်လည်းကျွန်တော်ဆင်ပြေသွားကြရအောင်နော်ယနေ့ညလည်းကျွန်တော်အကြိုက်ဆုံးပွဲ၄ဘွဲလောက်ကျွန်တော်အကောင်းဆုံးခံမပေးသွားမှာကျွန်တော်ညီကိုတို့နော်ဒီနေ့ကျွန်တော်အနည်းငယ်နည်းနည်းပေါ့နော်ပမာဦးလုံးတပွဲကကျွန်တော်တို့ဗာပွဲလို့ဆိုတော့ကျွန်တော်ဗင်နီဇီးယားနဲ့နာပိုလီနဲ့ပွဲဒါအစောပွဲတွေပဲဗျာနော် ဗနီဇီးယားနဲ့အာဘိုဒီနဲ့အပွဲမှာအဲအာဘိုဒီကနေရချေချောပြေးတာတလုံးသေးဂိုးပေါင်းကြီးက2မိုင်60ပြေးတာပြကျွန်တော်ဒီညတော့အာဘိုဒီကတော့ကျွန်တော်တိတ်မယုံရဲဘူးပြမယုံရဲဆိုတော့အဆင့်နှစ်ကအသင်းရနေပြီးတော့အဆင့်ဟိုအောက်ဆုံးအဆင့်အဆင့်20အသင်းကိုပြေးရတဲ့ကြီးရကလုံးကလုံးတည်ကြီးဖြစ်နေဖောင်းပြော့ဟမ်အောက်ဘက်ကဟိုက ဗင်နီဇီးယားထိုင်သူတွေကျွန်တော်မထိုင်ရဘူးဟုတ်တယ်မလားအားကြောင့်လို့ဆိုတော့ဗင်နီဇီးယားကိုဟာသူသူတိုက်စစ်ကအလုံးမဖြစ်မနေဘူးဟုတ်မလားနာဂါဘိုလီတို့အဲခံစစ်ကိုသူဂိုးသွင်းဖို့ကတော့ကျွန်တော်တိတ်မကျင်းသေးဘူးအဲ့တော့ကျွန်တော်ကဒီနေ့တင်းရဲ့အကျိုးဝင်ရိုးချက်ကြည့်မယ်ကျွန်တော်ကျွန်တော်ဒီနေ့တင်းကိုကျွန်တော်ကျွန်တော်အကြိုက်ဆုံးတပောက်ကတော့ကျွန်တော်အဂိုးဟောက်တပောက်ကျွန်တော်အကြိုက်ဆုံးပဲနော်အော်ဝဲကြတော့ကျွန်တော်တို့ကဘာပွဲလို့ဆိုတော့ကျွန်တော်နောက်ဝဲကကျွန်တော်တို့အဲ့ အများကြိုက်တဲ့မန်ယူပဲပြောပြမှာလက်စတန်နဲ့မန်ယူဟုတ်လားမန်ယူတလုံးပလက်95ပေးရတယ်ဘောပေါင်းကြီးကအဲ့ပဲ free ပလက်90အခြေပေးရတယ်ဟုတ်တယ်မှာကျွန်တော်တကယ်တမ်းဖွင့်နေပြောဟုတ်တယ်မှာမန်ယူလက်စတာကိုအနိုင်မောက်အစီအမံမနိုင်လို့မရဘူးဒါပေမဲ့သူသူပေးတဲ့ဒီဂျီဝဒီဂျီဝင်ရတဲ့ဟိုတစ်ချက်ကြည့်မယ်ဆိုရင်ကျွန်တော်ပြောရရဒီဒီညကျွန်တော်မန်ယူတော့တိတ်မယုံရတော့နော်ဟုတ်တယ်မှာ ျွန်တော်ပြောမှာကတော့မန်ယူအခုကန်ခဲ့တဲ့ပွဲတွေချက်ပြင်းနေဟုတ်တယ်မလားအာဆင်နယ်တော်မှအတူတူဟောမှာတတိခံခံထားတာတင်ပြီးတော့သူ့မှာယူရိုပါရီမှာဟုတ်တယ်မလားဆိုစီတဲ့ဓာတ်လို့အသိမျိုးတော်မှာဟလားလေးဘူတကူနဲ့အနိုင်ကန်ထားတဲ့အသိအဲ့အသိကဒီမာကဲကဲမို့တဲ့လက်စတာလို့အသိမျိုးတကူသဏ္ဍာန်နဲ့အပြည့်စားပုံစံရတော့ကျွန်တော်ပြောတာအဲ့ကြီးရောက်ကျွန်တော်ကြောက်ဖိန်တော့လုံးဝကျွန်တော်မရေဘူးပြင်မရေဟုတ်တယ်မလားတော့ကျွန်တော်ပွင့်နေပြောတာကျွန်တော် ဒီညကျွန်တော်တကယ်တမ်းရမ်းကြိုက်တာကျွန်တော်အဲအဲလက်စတာဘောဒီကိုကျွန်တော်အကြိုက်ဆုံးဖြစ်နေ။ဘာကြောင့်ကြိုက်လဲဆိုတော့လက်စတာကဘာဘောပွဲချက်မရှိဘူး။သူသူကန်စရာကဒီပီမီယာလီဖာဟာဘယ်သူအဲတမ်းစင်းရအောင်အတွက်သူယုံအောင်ပါအဲ့တခုပဲရှိတယ်နော်။မန်ယူကသူကအဲဘောဒီမှာသူအဲယုံနေရတာသူပြောင်းသိနေတော့မန်ယူမန်ယူကဟိုပွဲပန်းနေပြီဟဲ့မှာနော်။ အာဆင်နယ်တို့သူမနေ့အယုံခံထားတာပြီးရောပြီးတော့သူရိုးပါလီမှာလည်းသူဟောတယ်မှာရီယယ်ဆိုတဲ့တို့အသိမျိုးတောင်သူခုယုံနေရတာဟုတ်တယ်မှာဒီဒီဒီပွဲနဲ့ကျွန်တော်စီဒီပွဲနဲ့သူလည်းလက်စတာတို့သူမနေ့ကံမယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ကြိုက်တာဒီညတစ်ပေါက်တော့ကျွန်တော်လက်လက်စတာဘောလီတစ်ပေါက်ကျွန်တော်ကြိုက်တယ်ဟမ်ဘာလို့ပွဲရကြတော့ကျွန်တော်တို့အဲ့ယူကာဆန်နဲ့လီဗာပူးနဲ့ပွဲယူကာဆန်နဲ့လီဗာပူးပွဲအတိုင်းပဲဟုတ်တယ်မှာ လီဗာပူးပေးပေးတဲ့ကြာတလုံးပြည့်60ပေးကြတယ်ဗျာကျွန်တော်ပြောတာဟုတ်မှာအကြီးကြီးကကျွန်တော်လုံးဝမကြုံဘူး။ဘာလို့ဒီအဒီကက်ဖလာရဲ့ဒီဖိုင်နယ်ကိုတော့ကျွန်တော်ထင်တော့အဲနောက်ဆုံးအချိန်ပိုထိကိုဆွဲခွန်မလို့ကျွန်တော်မြင်တယ်ဗျာကျွန်တော်ထင်တာပဲဗျာကျွန်တော်ထင်မှာဟုတ်တယ်မှာနော်ဒီနင်းနေ90မှာတော့ကျွန်တော်ထင်တော့ဒါအဆုံးဖြတ်တော့အပေးလောက်လို့ကျွန်တော်ထင်တယ်နော်ဟုတ်တယ်မှာ ကျွန်တော်ဖက်ကြည့်တာနေရုခတဲ့အသင်းရနေကျွန်တော်ပြုတ်နေပြောရင်ဒါသူ့ကိုတကိုးရှုရင် तू ကအကောင်နာပေါက်တွေအပြတ်ရှုနိုင်တဲ့အသင်းဒါကိုတော့ကျွန်တော်ပြုတ်နေပြောကျွန်တော်အဲ့အဲ့တော့ကျွန်တော်ကြိုက်တာဒီညကျွန်တော်ရုခတဲ့ဘော်ကြီးတချောင်းနဲ့ကျွန်တော်ကြိုက်တယ်နော်အော်တော့ကျွန်တော်တို့ဘာပွဲဆိုညာပွဲကျွန်တော် AD ကိုနဲ့ကျွန်တော်တို့ဘာကန်းနဲ့ပွဲနော် AD ကိုနဲ့ဘာကန်းနဲ့ပွဲဘာကန်းကြီးကြီးကြီးပေးထားတယ် level ငါဘာသာငါရှုံပေးပေးထားတယ် AD ကိုနော် ဘိုးပေါင်းကြီးက3 plate ဆယ်တန်းတူပြီဟုတ်တယ်မဘိုးကြီးပြီးတယ်ကျွန်တော်တို့ကဒီညအေးအေးအီဒီကိုဘိုးကြီးရကအနိုင်လို့မခံမနာဘူးနော်ကျွန်တော်တို့ဒီရစီပန်ကြီးပြဟုတ်တယ်မအီဒီကိုနဲ့ဘာကန်နဲ့တွေ့တဲ့အချိန်ကျကျွန်တော်အနှစ်ပွဲသရိုက်ရှိတယ်နှစ်ပွဲသရိုက်လုံးဘာကမနိုင်တော့ဘူးကြေးလက်မောင်တော့ဘူးအီဒီကိုဟုတ်တယ်မပြီးရကျွန်တော်တို့ အက်တလတီကိုချက်ပြန်ကြီးဟဲ့မှာရီယယ်ကိုအသိမျိုးတော့သူ့ကိုသူ့ဝင်ခွင့်မှာတကိုးနဲ့အနိုင်ကန်ရတဲ့အသိနော်ဟုတ်တယ်မှာပြီးတော့အဆင့်3 level ရှိရှိတယ်အဆင့်2ကနေပြီးတော့အဆင့်3ကိုဝေးခွင့်ကနေပြီးတော့ဟုတ်တယ်မှာ level တစ်ဝက်အရှုံးကြီးပြေးတာကျွန်တော်ဆိုဆောင်းရမ်းပြင်းတယ်ဟုတ်တယ်မှာကျွန်တော်ဘာမှမရှိနေဗျာဟုတ်တယ်မှာဘာကဝေးခွင့်ကနေပြီးတော့ဟုတ်တယ်မှာ အီဒီကိုပေးတဲ့ကြေးရဒီကြေးရအပြင်းဆုံးပဲနော်ဟုတ်တယ်မအစင်နှစ်ကနေပြီးအစင်သုံးကိုအဝေးကွန်းကနေပြီးတော့ပေးတဲ့ကြေးရလေးပဲတစ်ပွဲရှုံးကြည့်ပေးရကြာဟုတ်တယ်မကျွန်တော်ထင်တော့ဒီဒီညဘာကတော့မရှုံးနိုင်ဘူးနော်အညီကတော့အဲရာရဲတဲ့ညီကတော့ရကျွန်တော်ထင်တော့ဘာဘာကဒီညတေနဲ့အနိုင်လို့ပဲကျွန်တော်ကထင်တယ်နော်ဟင်းနောက်တစ်ခါအဲဂိုးပေါင်းကြည့်တော့ကျွန်တော်တော့ မဆော့ညုံပြเนาะဟောဘာလဲညီကိုတို့ကစားညညီကိုကြာကျွန်တော်အကြမ်းပေးပါเนาะအေဒီကိုနဲ့ဘာကာနဲ့အဲ့တွေ့တဲ့အချိန်မှာဟမ်အေဒီကိုအိမ်ငွေးရထားနေပြီးတော့ဘာကာနဲ့တွေ့တဲ့အချိန်မှာသူတို့ပွဲစဉ်မှာအလုံးမောင်းကိုးပွဲရှိတယ်အကိုးပွဲလုံးကိုသုံးခုထက်ကိုတပွဲမှမကြော်တာဘူးတပွဲမှမကြော်ဘူး တကိုးတို့နှစ်ကအသင်းပေါင်းတကိုးစီတို့နဲ့တကိုးနဲ့နှစ်နှစ်ကိုးတို့နော်အဲ့လောက်ပဲရှိရနော်အဲ့တော့ကျွန်တော်တို့ကဒီဂိုးအောက်ကတော့ညီညီကိုတွေမစိုးတို့ကျွန်တော်ကအထင်တယ်နော်အဲ့တော့ကျွန်တော်သဘောကြတာအမောင်းဆုံးတစ်ဘက်ကကျွန်တော်ဘာပွဲဆိုတော့ကျွန်တော်အဲ့နာပိုလီဂိုးအောက်ကျွန်တော်ကြိုက်တယ်ဒုတိယတစ်ဘက်ကကျွန်တော် လက်လက်စတာဘော်ဒီကျွန်တော်ကြိုက်တယ်နောက်တတရတဝဲကကျွန်တော်ယူကာဆယ်ဘော်ဒီကျွန်တော်ကြိုက်တယ်နောက်စတုတ်တာတဝဲကကျွန်တော်အဲဘာစီဘော်ဒီကျွန်တော်ကြိုက်တယ်အကြိုက်တဲ့ညီကိုရတော့ကစားကြပြန်နော်ကဲညီကိုဒီညကောင်းကြပြန်နော်